မိမုံမြတ်တလုံးလွတ်တယ်မို့ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးဒီလိုကြီးမားတဲ့ပုံစံတန်းနဲ့အမှုစိတ်လက်ရာတွေကိုဖန်တီးဖို့ဆိုတာရတတပတ်ပေါင်းများစွာအချိန်ပေးရပါတယ်တဖွဲ့လုံးရဲ့စူးစမ်းအထောက်မှုစီးလုံးညီညွတ်မှုနဲ့မျိုးစင်ဆက်လက်ဆင့်ကလာတဲ့လက်မှုပညာရေးပေါင်းစပ်မှတာ ဒီလိုကြီးမားတဲ့အမှုပညာလက်ရာတွေကိုဖန်တီးနိုင်တာပဲဖြစ်ပါတယ်။မိဘများဟာရှမ်းပြည်ရဲ့စီလုံးညီညွတ်မှုကိုကိုးစားပြုရဲဆိုရင်လည်းမမပါဘူး။အခုမြင်တွေ့နေရတဲ့မိကတော့ဒီနေ့ဖွင့်မဲညရဲ့နောက်ဆုံးမိဖြစ်တဲ့တထေးမိဖြစ်ပါတယ်။ဒီလိုလက်တင်ဖို့အတွက်ပြင်ဆင်နေတဲ့အချိန်မှာပရိသတ်တွေရဲ့အားပေးမှုဆက်အားထက်တန်မှုကလည်းအသက်သွေးကြောပါပဲရှင်။ကြည့်ပါဦးဒီလိုမြင်ကွင်းမျိုးကိုကဘာရဲ့ဘယ်နေရာမှာမှမမြင်နိုင်ပါဘူးရှင်။ အခုဆိုရင်တော့ဖွင့်ဝဲညရဲ့မိဘများအားလုံးကိုလွတ်တင်ပြီးသွားပြီဖြစ်တဲ့အတွက်ပွဲကြီးပရိသတ်တွေကကိုယ်စီအိမ်ပြန်နေကြတာပဲဖြစ်ပါတယ်အခုနောက်ဆုံးလွတ်တင်သွားတဲ့တထင်းညမီစီအားဆိုရင်လည်းကောင်းကင်ရမှာရောင်းလှပနေကြတာပါရှင်ညမီစီတက်သွားတဲ့အချိန်မှာပရိသတ်တွေရဲ့အားပေးတဲ့နယ်လဲဆွညံနေခဲ့ပါတယ်ကျမတို့ရှယ်ကောမီဒီယာအနေနဲ့တောင်ကြီးတက်ဆောင်နိုင်ရဲ့ဖွင့်ဝဲညကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင် နောက်နေ့ညတွေမှာလည်းကျမတို့ရှာရဲကိုမီဒီယာကအဝေးယာမိဘုံပြန်ခွင့်ကြီးကနေလွတ်တယ်မဲ့မိဘုံပြန်တလုံးချင်းစီကိုအသေးစိတ်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ဆက်လက်ကြည့်ရှုပေးပါအောင်ရှင်။